ကျွန်တော်တို့မူကြပါစားခင်ဗျာ2025ခုနှစ်မေလ15ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လန်နေသစ်ပါလို့နှုတ်ခွန်းဆက်သားပါရစေခင်ဗျာဒီကနေ့မနက်ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါအဲ့တော့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ကတော့ဗရက်သားဆိုးရလက်ထက်မှာကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ဒီနိုင်ငံတော်အမေရိကန်ပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်ဝယ်ယူခဲ့တဲ့ရဟယင်အဲ့ဒီရဟယင်ကိုအကြပ်ပတ် စစ်ရှုံးကောင်စီတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်တို့ကသိမ်းယူလိုက်ပြီးတပ်မတော်လေရဲ့လက်အောက်ကိုပို့ဆောင်လိုက်ပါတယ်။အလုံးသိကြပြီးဖြစ်တဲ့အတိုင်းဒီရဟယင်ဝေယူမှုနဲ့ပတ်သက်ပြီးအာဏာသိမ်းမှုနောက်ပိုင်းမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအမေစုကိုထောင်နှံခုနှစ်နှစ်ချမှတ်ထားတယ်ဒီရဟယင်ဝေယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမှုဖွင့်ပြီးတော့ထောင်ထဲမှာအကျဉ်းချထားတယ်။အဲ့တော့အခု မေဆုတို့လက်ထက်ကကယ်ဆယ်ရေးအတွက်အုံပြုကိုဝယ်ယူခဲ့တဲ့ယဟန်ရင်ကတပ်မတော်လေချောင်းရဲ့လက်အောက်မှာဘာတွေများအုံပြုနေတယ်လဲဘာတွေလုပ်နေလဲဆိုတာကိုသတင်းပြည်စုံကိုနားဆင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီတီလဝါဘတ်ဆုံစိတ်ကန်းစီမံကိန်းကဂျပန်ယင်းနီမြွနံမှုကုမ္ပဏီတွေပြန်ပြီးတော့ရုပ်သိမ်းမယ်လို့အတည်ပြုလာပါပြီအဲ့တော့ အလုတ်ကိုင်းရှားပါမှုပြဿနာတွေကတော့တော်တော်လေးထပ်ပြီးတော့အကျက်တဲရှိမဲ့ပုံစံမှာတော့ဒီလိုဝါမှာလုပ်ငန်းခွင်မှာလုတ်ကိုင်းနေကြတဲ့လုတ်သားအင်အားကမနှဲပါဘူးအဲ့တော့ခုစချုံးကောင်စီလက်အောက်မှာဂျပန်ကုမ္ပဏီတွေကလည်းအလုတ်မဖြစ်တော့ဘူးစီမံခန့်ခွဲမှုတွေစီးပွားရေးကျဆင်းမှုတွေအလုတ်မဖြစ်တဲ့အခါကျတော့ဒီလိုဝါစိတ်ကန်းကနေပြီးတော့စက်ယုံတွေကဖွက်ခွာတော့မယ်ပြန်ရုပ်သိမ်းမယ်လို့သိရတယ်ဒီသတင်းပြည့်စုံကိုလည်းနားဆင်ရမှာပါနောက်ထပ် တိုက်ပွဲသတင်းအကြောင်းအရာကတော့ကျွန်တော်တို့မြိုင်နယ်ဘက်ကတိုက်ပွဲပါအဲ့တော့မြိုင်နယ်ဘက်မှာအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတက်တိုက်ခိုက်ခံရပြီးတော့တက်ပြက်ပြီးတော့ပြန်ဆုတ်သွားတယ်လို့သိရပါတယ်အဲ့တော့နေပြည်ရှင်းလင်းရေးလှုပ်ဆောင်တဲ့အခါမှာဒီစစ်ရှုံးကောင်စီတပ်သားရဲ့အလောင်း၈လောင်းတွေ့ပြီးတော့လက်နက်ခဲယမ်းတွေလည်းသိစီရရှိတယ်လို့သိရပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့အရာရီတိုင်းလေးမျက်နာဒီရေကြည်ဘက်မှာလည်းအမြောက်တက်3 4ရဲ့ကာကင်း စခန်းအချို့ကစစ်သားတွေစုခွာသွားကြပြီလို့သိရပါတယ်။ဒီသတင်းအပြည့်စုံကိုဒီနေ့မနက်ခင်းစုစည်းပြပြတဲ့သတင်းတွေထဲမှာနားသိကြည့်ရှုခံစားရမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့တဘာဝဘေးအန္တရာယ်တွေကြုံလာရင်ပြည်သူတွေကိုရှာဖွေကယ်ဆယ်ရေးနဲ့အရေးပေါ်လုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်နိုင်ငံတော်ရဲ့အတိုင်းအခံပုဂ္ဂိုလ်မီတော်ဆန်းစုကြည်ကဝယ်ယူခဲ့တဲ့နိုင်ငံပိုင်ရဟယင်ကိုစစ်ရှုံးကောင်စီအကြမ်းဖက်စစ်တပ်ကတွဲပြောင်းရယူထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်မှာရဟတ်ရင်မရှိတော့ကြောင်းဒီနေပြည်တော်သတင်းရင်းမြစ်တွေကပြောဆိုတာကိုသိရပါတယ်2020အောက်တိုဘာ30ရက်နေ့ညနေပိုင်းမှာမြန်မာနိုင်ငံကိုရောက်ရှိခဲ့တဲ့နိုင်ငံတော်ပိုင်း AW139 အမျိုးအစားရဟတ်ရင်ကို2020ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်မင်းအွန်လိုင်းကဒီစစ်တပ်လက်အောက်ကိုလွှဲပြောင်းရယူထားတာလည်းဖြစ်ပါတယ်လက်တလုံးမှာတော့ရန်ဖန်ရန်ခါပြန်သန်းမှန်ကနေ ပြန်နှံ့မှုတွေတော့ရှိပြီးအချိန်များစုကတော့ရန်နာထားတယ်လို့သိရပါတယ်။ပိုင်ဆိုင်မှုကတော့လူကပြန်ဝင်ကြီးဌာနအောက်မှာမဟုတ်တော့ဘူး။ပို့ဆက်နဲ့တက်မတော်လေအောက်မှာရောက်သွားတယ်။ရဟယင်အသုံးပြုမှုအတွက်အဓိကဆုံးဖြတ်မှုကတော့တက်မတော်လေနဲ့ဒီစစ်ယုံကပဲဆုံးဖြတ်တာလို့သိရပါတယ်။အဲ့တော့အရက်ဘတ်တုံးရဟယင်အဖြစ်တော့ဆက်ပြီးတော့ရှိနေသေးတယ်။ပြုပြင်ထိန်းသိမ်းရေးနဲ့ရမန်ရန်ကပြန်သန်းတာကလွှဲရင်အချိန်များစုကရန်နာထားတယ်လို့ပဲသိရပါတယ်ဆိုပြီးဒီသတင်းမြစ်တွေကပြောပြပါတယ်။ အဲ့တော့အဲ့ဒီရဟန်းရဲ့အတုံးပြုခွင့်ကိုဒုစစ်ကောင်းဆောင်စိုးဝင်းဦးဆောင်တဲ့အမျိုးသားသဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်ပိုရီကလည်းစီမံခန့်ခွဲခွင့်ရရှိထားပေမဲ့ကျွန်တော်တို့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးကြီးမားမားနှုတ်ခတ်သွားခဲ့တဲ့ငလီသဘောဝဘေးအန္တရာယ်ကြီးကြုံရချိန်မှာတော့ဒီရဟန်းရင်ကိုအတုံးပြုခဲ့တာမျိုးမရှိဘူးလို့ကျွန်တော်တို့သိရပါတယ်ဒီတိုင်းပဲရပ်ထားခဲ့တာလို့သိရပါတယ် အဲ့ဒီဆိုရလက်ထက်2019ခုနှစ်အော်တိုဘာ18ရက်နေ့အီတလီနိုင်ငံလီယိုဒါနို SPA ကုမ္ပဏီနဲ့အဲ့ဒီရဟယင်ဝယ်ယူရေးစာချုပ်ကိုချုပ်ဆိုဝယ်ယူခဲ့ကြတာပါဒီရဟယင်မှာတော့ရဟယင်မှု2ဦးနဲ့ခီးသည်14ဦးစုစုပေါင်း16ဦးလိုက်ပါစီးနင်းနိုင်ပြီးတော့ကီလိုမီတာအဖြစ်ဆိုလို့ရှိရင်600ကျော်ပြန်တတ်နိုင်တာမြေပြင်နဲ့ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်တဲ့ရဟယင်မျိုးစာဖြစ်ပါတယ် 2022ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာတော့ဒီရဟယင်ဝယ်ယူခဲ့မှုအတွက်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တမခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့ကိုစစ်ရှုံးကောင်စီတပ်ကအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတော့ပြည်သူလူထုကယ်ဆယ်ရေးအတွက်အုံပြုကိုရဟယင်ဝယ်ယူမှုအတွက်ဒေါ်စန်းစုကြည်ကိုစစ်ရှုံးကောင်စီကအာဂရိမှုနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပေမဲ့အဲတော့ချမ်ဘတ်စစ်ရှုံးကောင်စီတပ်ရဲ့ခေါင်းဆောင်ဘဘတ်ကြီး မင်းအောင်နိုင်ကတော့အကြာသေးမီကမှတန်ဖိုးအဖြစ်ဆိုရင်ဒီကေသေးရေလူမှုကေသေးရေရဟယင်ထက်အသပေါင်းများစွာကုန်ကြတဲ့ကိုပိုင်လေရင်ကြီးကိုအပြီးပိုင်ဝယ်ယူလိုက်တဲ့ပရင်ကိုလေပြည်သူလူထုကြီးကကြားသိပြီးသားဖြစ်ပါတယ်အဲ့ဒီလေရင်ကြီးကိုအသုံးပြုပြီးရုရှားတရုတ်ခရီးစဉ်တွေကို ပြန်တန်းတဲ့မိသားစု shopping ထမယ်စင်ကာပူကိုဆိုရင်လေဒီလေရင်ကြီးနဲ့ ံဖန်ရံခါအသုံးပြုလေးရှိတယ်လို့သိရပါတယ်။ဒါကတော့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ပါ။အဲ့တော့နောက်ထပ်သတင်းကတော့ကျွန်တော်တို့အများပြည်သူလုံသားတွေအလုံသမားတွေအတွက် တကယ်ကိုအလုတ်ကန်ရှားပါမှုပြဿနာတွေရင်ဆိုင်ကြုံတွေ့လာရနိုင်တဲ့သတင်းတစ်ပုဒ်ပါ။ဒါကတော့တီလဝါစိတ်ကမ်းမှာရှိတဲ့ဂျပန်ကုမ္ပဏီအချို့ဟာတီလဝါစိတ်ကမ်းကနေပြီးတော့နှုတ်ထွက်သွားပြီဆိုတဲ့သတင်းပါ။ မြန်မာနိုင်ငံရန်ကုန်မြို့မှာရှိတဲ့တိလဝါဘတ်စုံစိတ်ကန်းစီမံကိန်းကဂျပန်ရင်းနှီးမြှုပ်နှံမှုတွေပြန်ရုပ်သိမ်းတော့မှာဖြစ်ကြောင်းကုမ္ပဏီတွေကတည်ယဝင်အတည်ပြုကြေညာလိုက်ပြီးဖြစ်ပါတယ်။အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တိလဝါဘတ်စုံတို့နိုင်ငံကစိတ်ကန်းစီမံကိန်းကနှုတ်ထွက်ရမှာဖွင့်လင်းမြင်သာမှုရှိဖို့နဲ့လူခွင့်ရေးစံနှုန်းတွေကိုလေးစားလိုက်နာဖို့အတွက်ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကိုဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရောက်ဖက်ဖွဲ့စည်းတွေကတောင်းဆိုထားကြပါတယ်။ဒီကာမီဂူမီ ကော်လက်တက်နဲ့ဒီဆူမီတိုမိုကော်ပိုရေးရှင်းတိုယိုတာဒီကုမ္ပဏီတွေကတီလဝါစိတ်ကန်းစီမံကိန်းကနေနှုတ်ထွက်တော့မှာဖြစ်ကြောင်းနဲ့စည်ရင်းကနေဖြတ်သိမ်းမှုတွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်း Justice for Myanmar JFN ကအဒီပြုပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဂျပန်ယင်းဒီမြို့နှံမှုအဖွဲ့အစည်းတွေနှုတ်ထွက်မှုနဲ့ပတ်သက်ပြီး Justice for Myanmar ရဲ့ပြောဆိုခွင့်ရှိသူမယ္ယရနာမောင်ကမြန်မာစစ်အုပ်စုကရက်သက်ကြမ်းကြုတ်မှုကြီးတွေကိုဇက်တိုက ျူးလွန်နေပြီးမက်ရှလာအတွင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖျားပြင်းငလင်ကြီးနောက်ပိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြီးတော့လုဆောင်နေပါတယ်လူခွင်ရေးလေးစားလိုက်တာမှုမရှိတဲ့ဘီးဆက်လွယ်နှုတ်ထွက်မှုတွေကရက်ဆက်ကြမ်းကြုတ်မှုကြီးတွေမှာလောင်စာဖိပေးနေတဲ့အန္တရာယ်ရှိပါတယ်ကုမ္ပဏီတွေနဲ့ဂျပန်ဆိုးရတို့အနေနဲ့လူခွင်ရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီစေအုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါပတ်သက်မှုမရှိအောင်ဘယ်လိုလုဆောင်နေကြောင်း မဖြစ်မနေထုတ်ပြန်ဖို့လိုအပ်ပါတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ် Justice for Myanmar ကအတိလင်းပြောဆိုထားတာပါအထူးသဖြင့်သက်ဆိုင်ရာကော်မတီအနေနဲ့ဒီလောကဘတ်စုံတုံးနိုင်ငံတကာစိတ်ကမ်းစီမံကိန်းကနှုတ်ထွက်မယ်ဆိုရင်ဒါဝင်ယူမှုရှိရှိနှုတ်ထွက်ကြဖို့မြန်မာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ပါဝင်ရပ်ဖက်ဖွဲ့တွေကတောင်းဆိုလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့နောက်ထပ်မိုဟင်ကသတင်းတွေကိုဆက်ပြီးတော့ ပြညာပေးတော့ပြပေးတော့မှာဖြစ်ပါတယ်နိုင်ငံတော်ကကြားသိရတဲ့ဘွင်ကသတင်းတွေပါဒါကတော့မြိုင်နယ်ဘက်ကသတင်းကိုစပြီးပြောချင်ပါတယ်မြိုင်နယ်ကိုအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတဲ့စရှုံးကောင်စီတပ်ကိုတိုက်ခတ်ရမှာဖွဲ့စည်းပုံပြတ်ပြီးတော့တက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်အဲ့တော့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်တဲ့အခါမှာလေအကြပ်တ်စရှုံးကောင်စီတပ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆီးရမိခဲ့ပါတယ်ဒီသတင်းကိုစပြီးတော့ပြောချင်ပါတယ်အဲ့တော့မကွေးတိုင်း ပခုတ်ကူမြို့အခြေဆိုင်ချင်းမြတိုင်းဌာနချုပ်တရတင်းနဲ့ဆလင်းမြို့အခြေဆိုင်ခလာရ250လီတရင်ကပူပေါင်းအင်အား180လောက်နဲ့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ရုံးကောင်စီတပ်စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုမဟာမိတ်တပ်ဖွဲ့ရင်းနဲ့အတူပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစုတ်ခွာထွက်ပြေးသွားကြောင်းအညာမြေတပ်ပေါင်းစုတာဝန်ရှိသူတို့ကပြောပြပါတယ်ဒီစစ်ကြောင်းကတော့မြိုင်မြို့နယ်ကိုမေလ1ရက်နေ့မှာစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်အဲ့တော့မေလ2ရက်နေ့ကနေစပြီးမြိုင်မြို့နယ်လေးတန်း တည်ကြီးတော့နဲ့ပောက်ပင်ကျေးပါဒီတစ်ပိုင်းမှာထိတွေ့မှုဆက်တင်ဖြစ်ပွားပြီးစစ်ရှုံးကောင်စီစစ်ကြောင်းကတော့ဖွဲ့စည်းပုံပြက်ပြီးတော့ဥတီယာမြိုင်မြို့မြိုင်မြို့ကိုရှေ့မဆက်နိုင်မင်းနဲ့လေးတန်းတတော်ကြီးနဲ့ sorry တည်ကြီးတော့နဲ့ပောက်ပင်ကန်ကျေးပါအနီးမှာပိတ်မိနေခဲ့တာလို့ဒီပြထားပါတယ်ဥတီယာမြိုင်ကိုရောက်ဖို့၈မိုင်လောက်လို့မှာပိတ်မိပြီးကစင်ကလေးယာဖြစ်တာပဲလေးချောင်းကတော့ကန်းကုံပစ်ကူတယ်လို့အညာမြေတပေါင်းစုတာဝန်ရှိသူကလိုက်ပွဲတွင်းမှာတွေ့ကြုံရတဲ့အခြေအနေတွေကိုပြောပြပါတယ် ဂျေဝါနီပြိမိနေတဲ့အချိန်စစ်ရှုံးကောင်စီတပ်သားတွေကပြည်သူတွေရဲ့နေအိမ်တွေကိုမွေနောက်ရှာဖွေတဲ့အပြင်ဒီတကြီးတော်ဂျေဝါကနေအိမ်6လုံးပောက်ပင်ကိုင်းဂျေဝါကနေအိမ်33လုံးစုစုပေါင်းနေအိမ်36လုံးကိုမိရှုဖြတ်သိပြီးမေလ9ရက်နေ့မှာတော့ရှစ်မဆက်နိုင်ပဲပခုတ်ကူမြို့ဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်အဲ့နေမင်းရှင်းနေတဲ့ဒီအင်အားဆန်းတဲ့ပြူစခန်းတွေကိုထောက်ပို့နိုင်အောင်ပြုတယ်အဲ့လိုပဲမြန်မာတဲ့ဆိုပြီးဒီစစ်ကြောင်းတွေ ထုတ်လာတာနဲ့ပတ်သက်ပြီးတော့အမြင်ကိုဒေါ်လာဟိတ်တက်ဖွဲ့ဘက်ကပြောပါတယ်အဲ့တော့အင်အားစုတွေကပိတ်ဆို့တော့ရှေ့မဆက်နိုင်ပဲနဲ့နောက်ပြန်လန်ကြတယ်လေချောင်းကလည်းအတော်ပြစ်တယ်ဆိုပြီးထပ်ပြီးတော့ပြောပြပါတယ်အဲ့တော့ဒေါ်လာဟိတ်တက်ဖွဲ့တွေရဲ့ပိတ်ဆို့ဝိုင်းရံခံထားရတဲ့အင်အား180ပါစစ်ကြောင်းဟာလေပြစ်ကူတွေဂျိန်ဂျိန်ခေါ်ယူခဲ့ရမှာမေလ3ရက်4ရက်5ရက်ဒီမှာပကုတ်ကူတက်မှတ101ကဒီပါရာမော်တာတွေပါစက်တက်လေထီးတွေပါအုံပြုတ်ပြီးတော့တိုက်ခိုက်တာကိုလည်းတွေ့ရတယ်လို့ ပြောပါတယ်အဲ့တော့နေမည်ရှင်းလင်းမှုတွေပြုလုပ်ရမှာတော့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ဘက်ကစစ်သားအလောင်း၈လောင်းနဲ့ဒီလက်နက်ခဲယံပစ္စည်းတချို့ကိုလည်းသိမ်းဆီးနိုင်ခဲ့ကြောင်းအညာမြေတပေါင်းစုဘက်ကနေပြီးတော့ထုတ်ပြန်ပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့အယာဝီတိုင်းဘက်မှာလည်းဒီဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်တွင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြပါတယ်အဲ့တော့အဲ့ဒီရေကြီးမြို့နယ် ဒီနောက်တစ်ခါလေးမျက်နှာမြွတ်နေအဆက်ကြေးပါချို့မှာမေလ18 14ရက်နေ့မနက်စောပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးညနေအထိတနက်တန်နေပါကြားနေရတယ်လို့မြို့ကန်တွေကပြောပါတယ်ဒေသခံတွေရှောင်ကြပါတယ်ဒါပေမဲ့အချင်းနေရမထွက်နိုင်သေးသူတွေလည်းရှိတယ်ရှောင်မကိုရမယ်အချင်းတွေဖြစ်နေပါတယ်တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်ဆိုပြီးဒေသခံတို့ကလည်းပြောပါတယ်အဲ့တော့ရေကြည်နဲ့လေးမျက်နှာမြွတ်ကန်တွေရဲ့ပြောဆိုချက်အရရေကြည်မြို့အမြောက်တက်344ရဲ့ကာကင်းစခန်းချို့က စစ်ရှုံးကောင်စီတပ်သားတွေတော့စခန်းကိုစွန့်ခွာပြီးတော့ဒီထပ်ပြေးသွားကြတယ်လို့သိရပါတယ်။လေးမျက်နှာဘက်ကကာကင်းစခန်းတွေစုပ်သွားတာပါစစ်တပ်ကတော့ရွာတွေထဲမှာအေးအေးရှိတယ်ဆိုပြီး လက်နက်ကြီးရောလေကြောင်းရောပြစ်နေတာပါဗျလို့ရေကြီးမြို့ကန်တို့ကလည်းသူတို့ဒေသမှာဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပါတယ်။အဲ့တော့လေးမျက်နှာမြွနဲ့မကြီးပင်ကွင်းကြေးရွာကိုမေလ၄ရက်ညကဂျက်ဖိုက်တာနဲ့ဘုံကြေးရွာမှာ ရက်သားတဥတန်ရရပြီးတော့အိတ်ခုနှလုံးပျက်စီးသွားခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းအယာရီတိုင်းရွှေတောင်ရံမြို့တာပေါင်းမြို့နယ်ဒီမှာစတင်ခဲ့တဲ့တိုက်ပွဲတွေဟာမက်စလာကနေစတင်ပြီးရေကြီးလင်းမျက်နှာနဲ့အင်ကပူမြို့နယ်ကြားပသိမ်မုံရွာလမ်းကျောကိုရောက်ရှိလာပြီးပဲဖြစ်ပါတယ်ဟင်္ဒရာခရိုင်လင်းမျက်နှာမြို့နယ်ကနောကြီးပါကအရခတက်တော် A နဲ့ပူပေါင်းတက်တွေကဧပြီ18ရက်မှာတင်းယူလိုက်ရမှာဆက်ရှုံးကောင်စီကလေကြောင်းကနေနေစဉ်ဝုံကျဲတိုက်ခိုက်နေကြပါတယ်ခင်ဗျာ တော့အိမ်ပြန်မဲ့လှိုင်း ARD တိုင်းထဲကို တော်လိုင်းရေးတက်ဖွဲ့တွေကတော့ AA တက်တော်နဲ့အတူတူတဖြည်းဖြည်းနဲ့ရောက်ရှိလိုလာပြီးဖြစ်ပါတယ်အဲ့တော့ ARD တိုင်းအတွင်းမှာဘယ်မြို့တွေကိုစတင်သင်းယူနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့မျှော်လင့်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းပုဒ်ကတော့ကျွန်တော်တို့တက်ဆိုင်မှုသူရဲကောင်းရဲဘော်အသေးလေးကြာဆုံးမှုအတွက်ဝန်ထဲကြောင်းထုတ်ပြန်လိုက်တဲ့သတင်းကိုပြောပြပေးကြပါမယ် မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ပခုတ်ကူမြို့တပ်မတရတဲ့ခလာရ250လေးစစ်ကြောင်းကိုမေလ2ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်တဲ့အချိန်မှာကြာဆုံးခဲ့တဲ့ Equid People Defense Force တပ်စိတ်မှုရဲဘော်အသေးလေးကြာဆုံးမှုကိုမန်နေဂျာထုတ်ပြန်ထားပါတယ်ခင်ဗျာအဲရဲဘော်အသေးလေးဟာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူရွရွချွန်ချွန်တိုက်ခိုက်ရင်းရဲဝင်စွာကြာဆုံးခဲ့တယ်လို့ Equid People Defense Force ကပြောဆိုထားပါတယ် တသိမှုရဘအသေးလေးရဲ့နာရေးအမိတ်ပြန်တန်းစာကိုအခက်ခဲတွေဂျာကမီလာဆက်ရက်မှာကျင်းပပြုလုပ်ခဲ့ပြီးရဘအသေးလေးကြာဆုံးမှုကိုလေးစားဂုဏ်ယူပြီးမိသားစုနဲ့အတူထပ်တူထပ်မြဝမ်းနဲ့ကြည်ကွဲရတဲ့အကြောင်းဖော်ပြထားကြပါတယ်ရဘအသေးလေးဟာအသက်22နှစ်သာရှိသေးပေမဲ့တပ်ဖွဲ့ကပေးရတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင်ရဘတွေပြည်သူတွေနဲ့လည်းလူမှုဆက်ဆံရေးကောင်းမွန်သူတဦးဖြစ်ကြောင်းတသိမှုအသေးလေးရဲ့တော်လှန်ရေးညီမှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ခြုံငိမ့်တဲ့အထိတိုက်ပွဲဝင်မှု active people defense force ရဲဘော်တွေကဂရုသစ္စာပြုကြောင်းအသိပေးထားပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီသူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့ တင်းဖြစ်စဉ်နေတဲ့ဒီကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုနေ့စဉ်နဲ့အမြောက်စောင့်မျှော်ကြည့်ရှုအားပေးပြီးမှတ်ချက်တွေအမြင်တွေကို comment ကနေတဆင့်ရေးသားမျှဝေပြင်နေကြတဲ့ပြည်သူအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်